Channel အတူတဲ Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့အတူတဲ Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသီမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်းငွေတောင်းတစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ စိနေတင်ရလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကိုတဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရာတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ခုထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါရဲ့။ အခုခါမှာတော့ online ဓမ္မအမေပြင်းများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆန်ရာ အမေပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်ပါပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မသင့်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကိုနားလည်သိခံခွင့်လွှတ်ပေးပါယံ။ ။ဤနေရာကနေပြီးတော့နူးညွတ်တောင်းမှာ။နော်ဆရာနောက်တစ်ယောက်မေးထားတာကတော့အကောင့်ပိုင်ရှင်ဒေါန်တာရတဲ့အားနေပြီးတော့မေးထားပါဆရာ။သူကကြတော့အခုခါတဲ့သူတို့ကိုသူတို့ပေါ့နော်ဖရာလောဘောရီတက်တာဆိုပြီးတော့သာသနာပြုလုပ်ငန်းတွေလုပ်နေကြတဲ့ပုံကိုယ်တွေကိုဒါနေရာတကာမှာတွေ့နေရပါတယ်ဆရာတဲ့။အဲ့တော့အစ်စ်အမှန်တွေလားအတုအယောင်တွေလားပေါ့နော်ဘယ်လိုမှတ်တမ်းရမလဲဆိုတာကိုသိချင်လို့တဲ့။ဓမ္မညံလင်းဖွင့်ပေးပါဆရာဆိုပြီးတော့မေးထားပါရှင့်။ဝရိဒတ္တဆရာဖရာလောင်းပေါ့နိဖရာစုပ္ပန်နိပေါ့ အဲ့လိုတွေးကြပြီးတော့သာသနာပြုနေကြတဲ့ဒီပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်တွေရှိကြပါလို့ဒါတော့တွေးကြပါအောင်အဲ့တော့ကျွန်တော်ဒီမှာပေဒံလေးပြေးကြတာပေါ့ပေဒံတစ်ခုနဲ့တိုင်းနိုင်ပြီးကြပါဒါအချင်းချင်းပြောမယ်နော်စစ်မှန်တဲ့ဗောဓိတ္တတွေပါအတုရောင်ဗောဓိတ္တတွေမရှင်းနိုင်တဲ့အခြေချင်းတွေရှိတယ်အဲ့ဒါကိုအချင်းချင်းမှတ်ရင်ဣဇ္ဇတရားတ္တကြီး6ပါးနဲ့တခွန်ကြီး4ပါးအဲ့ဒါနဲ့တိုင်းနိုင်ပြတ်သွားတယ်ဟုတ်ကဲ့အဲ့ကျွန်တော်အချင်းပြောမယ်ဟုတ်ကဲ့ဣဇ္ဇတရားတ္တကြီး6ပါးဆိုတာဗောဓိတ္တဆိုတဲ့ ဘုရားလုံးနေတာသူတို့ရဲ့လုပ်ငန်းစဉ်ကပါလဲဆိုလောဘခေယောဒေါသခေယောမောဟခေယောမြန်မာလူပြောရင်လောဘကုန်ရေးဒေါသကုန်ရေးမောဟကုန်အဲ့တော့လောဘနဲ့ပတ်သက်လာရင်လောဘကိုအမြဲတမ်းသူတို့ကအပြစ်ကိုလောဘရဲ့အပြစ်ကိုရှုလို့ရှိတယ်လောဘရဲ့အပြစ်ကိုရှုတယ်ဆိုရင်ဟိုလောဘကကန့်ကြီးတတ်တယ်ရစ်ပတ်တယ်ချီနှောင်တယ်ပူလောင်တယ်ပေါ့ဗျာနော်အဲ့တော့အဲ့ဒီဟာတွေတဏှာရဇာတိသောကပေါ့တဏှာရဇာတိပယံပေါ့တဏှာနဲ့လောဘတူတူပါပဲစကားပြောတယ်ဟုတ်ကဲ့အဲ့ဒါတွေရဲ့အပြစ်ကိုရှုလို့ရှိတဲ့အတွက်အဲ့ဒီဘောဓိတတ္တတွေမှာ ခုနပြောတဲ့ကန့်ညှိခြင်းရစ်ပတ်ခြင်းချီနှောင်ခြင်းပူလောင်ခြင်းဆိုတဲ့အရေးအယံကိုမတွေ့ရအောင်ဒါဘယ်သူမှရှင်းလို့မရအောင်ဗောဓိသတ္တစုကြည်ပံဖရာတော်နေမှာအဲ့ဒါကိုအလောဘအစ္ဆာတရားဓာတ်လို့ခေါ်တယ်နောက်ဒုတိယချက်ဒေါသရဲ့အပြစ်ကိုလည်းအချိန်တိုင်းသူကရှုနေတယ်တဖရာဖြစ်နေတဲ့လူကိုနော်လို့ရှုနေတယ်ဒီပါလိမီဖြစ်နေတယ်အဲ့တော့ဒေါသတရားခက်ထန်ခြင်းကြမ်းတမ်းခြင်းပြမခြင်းလွန်ကျူးခြင်း active ဒေါသ ဒုက္ခပရိဒီဝဒုက္ခဒေါမနတာ passive ဒေါသငိုယူတယ်ဟုတ်လားငိုကြွေးတယ်စိတ်ထိခိုက်တယ်အဲ့ဒီရဲ့အပြစ်တွေကိုသူကအများနဲ့ရှုနေတဲ့အတွက်သူမှအဲ့လိုအရေးယုံအမှတ်လက္ခဏာတွေမတွေ့ရအောင်အဲ့ဒါကိုအာဒေါသဣဇတရားတက်လို့ခေါ်တော့အာဒေါသဣဇတရားတက်နောက်တတိယချက်ရှင်းမှန်တဲ့ဗောဓိတတ္တရားခန္ဓာ၅ပါးယုံနံတရားကိုအမှန်မမြင်နိုင်နေဖုံးထားတဲ့မောဟရဲ့အပြစ်ကိုအများနဲ့ရှုနေတတ်တယ်အဲ့ဒါကြောင့်မောဟရဲ့အရေးယုံတွေလည်းသူတို့မှမရှိဘူးတဲ့ နော်သူစဉ်စဘာဘွားအကြောင်းတက်ဆိုင်လို့ပေါ်ရင်ပေါ်မယ်ဒါမျိုးဖြစ်ကြောမရှိပဲချက်ချင်းပြက်ကွယ်သွားတယ်ရှာမတွေ့ဘူးပေါ့နော်မောဟဆိုတာတွေ့ဝခြင်းမိုက်မဲခြင်းအမှန်ကိုမမြင်ဘူးအမှောင်ချတရားအဲ့ဒီသဘောတရားတွေမရှိဘူးသုံးခုပေါ့နောက်နံပါတ်၄ချက်ဒါအစ္ဆာဇာတဲ့ကာမဂုဏ်ရဲ့အတွက်ကိုလည်းအများအားရှုလို့ရှိတယ်ကာမဂုဏ်ကာမကာမဂုဏ်တရားတို့စီဘဟုဒုက္ခဆင်းရဲခြင်းကြီးလာပါ යි ဘဟုပါရတာပြင်းမှန်းခြင်းတို့သာလည်းကြီးမားလွန်လာပါ යි အိထဒုက္ခမဂုဏ်အာယုန်တရားတို့၌အာဒီနဝအပြစ်တို့ဆိုတာပြစ်တို့သာခြင်း ပင်ရောပင်ရောတွေးရတွေးရတာနေကြဒီလိုမျိုးအပြစ်တွေကိုအများကြီးရှုနေအဲ့ဒါကာမဂုဏ်တရားတွေမှာပျော်မွေးမှုမရှိဘူးကာမဂုဏ်တရားနေသူထွက်မြောက်ကြိုးစားနေတယ်အဲ့ဒါကိုနိခမအစ္စတရားတက်လို့ခေါ်တယ်နံပါတ်၄ဟုတ်တယ်နံပါတ်၅ချက်ကစိမံတဲ့ဗောဓိသတ္တတွေဟာအဲ့လိုတပည့်တပန်းတွေတယုံယုံပေါ့လူတွေတယုံယုံနဲ့နေလို့မရှိဘူးလေအဲ့ဒီရဲ့တယုံယုံရဲ့အပြစ်ကိုဒီနေ့အပြင်လူဆယ်ခံရတာပေါ့ဗျာအဲ့ဒီအပြစ်ကိုသူကအမြဲတမ်းရှုနေရှိတယ်အဲ့ဒါကိုပဝိဝေကအစ္စတရားတက်လို့ခေါ်တယ် အဲ့ဒါစုကြည့်ပါမယ်ဘောဓိတတပဲဆိုပြီးတရုံရုံလုပ်နေအဲ့ဒါတစ်ချက်အမှတ်လျှောက်လိုက်တော့ဗောဗျာเนาะဒါ၅ခုရှိပါတယ်နံပါတ်6ကပါလဲဆိုတော့လေးတော့ပြောသားတယ်ကာမဂုဏ်ရဲ့အဖြစ်ကိုအများအားရှုနေတယ်လို့ပြောတယ်ကာမတဏှာထွက်မြောက်အောင်လုပ်တယ်ဗောအခုမဟုတ်ဘူးသူကဘဝတဏှာပါထွက်မြောက်အောင်လုပ်တယ်ဘဝရဲ့အဖြစ်ကိုလည်းရှုတယ်ဘဝဝဟံပြန်တိတ်တူပါဘဝဆိုတော့ဥနာသိပေးပဲဆိုတော့ဘဝတဏှာရဲ့ထွက်မြောက်မှုကိုလည်းသူကအများအားဆောင်ရွက်တယ်ဘာဖြစ်လဲဆိုတော့ဘလို့ရှုလဲဆိုတော့ဘဝတဏှာရှိနေသမျှ အဲ့ဒီဘဝကနေမလွတ်မြောက်လွတ်မြောက်စေမှုဖြစ်တဲ့ဒုတိယအကျင့်တို့ပฏิပတ်အကျင့်တို့ဗောဓိဝေဒအစရှိတည်တို့သူကရှောင်ကျင်နေလိမ့်မယ်။ရှောင်ကျင်နေပြီးတော့ဘုံသုံးပါးမှာပဲလဲစေတတ်တဲ့သိင်္ဂုံတန်းကုန်ဒီအကြောင်းဆောင်ဘာလို့ပေါ့ဗျာတရားခင်အဲ့လိုအလုတ်ဒီအလူတွေနဲ့ပဲတိလောက်ပဲအာကိုပြီးတော့စာချဘုံကြီးပေါ့ဟလာဟုနောက်တနည်းပြောရင်တော့ကျမ်းပြုဆရာတော်ပေါ့ဒီလောက်နဲ့ပဲကျင့်နေပြီးတော့ဘုံသုံးပါးမှာလဲတဲ့ဟာတွေအချင်းပฏิပတ်ကိုသူကရက်ချင်မပြတ်ပဲနဲ့နော်အဲ့ဒီကထွက်မြောက်ဖို့အတွက်တဏှာကိုဆုံးလွှတ်ပြီးတော့လုပ်တယ်တဲ့ အဲ့ဒါအဲ့ဒါကတော့နေတရဏအစ္ဆတရားဓာတ်လို့ခေါ်တယ်အဲ့တော့ဓာတ်ကြီး6ပါးပေါ့နော်အစ္ဆတရားဓာတ်ကြီး6ပါးရှိတယ်နောက်ပြီးတော့အိန္ဒြိယတခုံလို့ခေါ်တယ်တခုံကြီး4ပါးရှိတယ်ဟုတ်ကဲ့ပရမတ်ဆုံးကတော့အိန္ဒြိယတခုံခေါ်တယ်အိန္ဒြိယဆိုတာအစိုးရတာတခုံဆိုတာကတခုံကဘာဆိုတာအထုရှာပွင့်နေကြမလို့ထင်သာမြင်သာဖြစ်နေတာသူတို့ကြည့်လိုက်ရတယ်နော်အိန္ဒြိယတခုံဆိုတာအစိုးရတယ်ဆိုတာဘာလဲဆိုတော့တရာတတိဝိရိယသမာဓိပညာပေါ့ဘောဓိပက္ခယအသိဉာဏ်လေအဲ့ဒီဟာနဲ့ပတ်သက်ရင်သူတို့ကဘယ်တော့မှနောက်မတွန်း အဲ့ဒီဟာအင်ဒရိယတကုံလို့ခေါ်တယ်။နောက်ပြီးတော့အကျိုးတရားတွေလုပ်တယ်အကျိုးရှိအောင်ဆောင်ရွက်ကြတဲ့အခါမှာအတ္တဟိတရှိတယ်ပရဟိတရှိအတ္တနဲ့ပရနိုင်ရှင်လာရင်သူကပရဟိတရဲ့အကျိုးကိုမိမိရဲ့အသက်ကိုစွန့်ပြီးတော့ဟိုဗောဓိသတ္တဆိုဆုကြည်ပံဆိုတာတော့ပရမထပါရမီတန်အောင်ပေါ့အသက်စွန့်ပြီးတော့အဲ့လိုဆောင်ရွက်လေးရှိတယ်အဲ့ဒါကိုပฏิပတ်တိတကုံလို့ခေါ်တယ်။နောက်တစ်ခါသူကလောကထဲမှာသူကပါရမီဖြစ်တော့ဖြတ်သန်းရတာကိုအဲ့ဒီမှာပြောစရာဆိုစရာ ဖြည့်ရှင်းစရာပြဿနာတွေရှိတယ်အဲ့လိုနဲ့ကြုံရင်အမှန်တရားကိုလင်းလင်းမြန်မြန်နဲ့ထက်ထက်မြက်မြက်သူဖြည့်ရှင်းနိုင်တယ်ဟိုတွေ့ဝင်နေတာမျိုးတွေမရှိဘူးဘောဓိသတ္တရဲ့ဘုရားသုဗန္နာတဲ့သူကြီးဗန္နရဲ့အရေးချင်းပေါ့နော်မင်္ဂလာနဲ့မြင်မင်္ဂလာနဲ့တွေ့ခေါ်မင်္ဂလာနဲ့ကြံသိမှုမင်္ဂလာနဲ့ရှိရှိမှုတွေနဲ့ဒုက္ခနဲ့တက္ကနဲ့သူဖြည့်ရှင်းနိုင်တယ်။အဲ့ဒါကိုကောတန်လာတခုံလို့ခေါ်တယ်။ဌာနဌာနဌာနကောတန်လာဆိုတာရှိရတယ်။ကောတန်လာတခုံလို့ခေါ်တယ်။ နောက်ဆုံးတစ်ခုကတော့ပါရမီ၁၀ပါးမှာအထင်ရှားဆုံးဖြစ်တဲ့ဒါနပါရမီပဲ။အောက်ခြေအကြဆုံးလည်းဖြစ်တယ်အလွယ်ဆုံးလည်းဖြစ်တယ်ဒါနပါရမီကသူ့ကိုအထင်ရှားဆုံးတွေ့ရတယ်အဲဒါနတကုံပေါ့။ဆိုလိုတာဒီလိုမလူပဲမနေနိုင်ဘူးအဲဒီပုဂ္ဂိုလ်တွေအများအားလူကျင်နေတယ်ဆက်ကဆက်ကလူကျင်နေတယ်လူရဲ့နေရာမှာလည်းအယုတ်လက်အမျက်မရွေးဘူးသူလူကျင်တာကဟိုပါပေါ့တပ်ပြုတ်တဲ့ညံဟိုတပ်ပြုတ်တဲ့ညံကအယုတ်လက်အမျက်မရှိဘူးအဲ့တော့သူလူတဲ့နေရာမှာလည်းအယုတ်လက်အမျက်မရွေးတော့ဘူးရိုးရိုးရဟန္တာလိုင်းအရဟတ်ဟိုပါပေါ့အရဟတ်တလမ်းစဉ်တမားကတော့ဟိုအလူခံပုဂ္ဂိုလ်ရွေးတယ် နော်ဟိုလူကံပုဂ္ဂိုလ်အာနေလာဟိုတိလသမားတိရှိတဲ့ဟာကိုပဲရွေးလို့တယ်ဒါကရိုးရိုးညာနာလန်းစင်အရတ်တလန်းစင်ပါသူကဘောဓိတလန်းစင်အဲနှစ်ခုရှိတာဟုတ်ကဲ့ဆရာအရတ်လန်းစင်ဆိုတာကသူကအဲ့လိုမျိုးရွေးချယ်ပြီးတော့လူတယ်ညံသွင်းပြီးတော့လူတယ်ဟိုဘဝတူတူနဲ့ရက်တူတူနဲ့ဖြတ်တယ်လောကဒီဘက်ကဘောဓိတလန်းစင်ရမှာဟုတ်ဘူးမြစ်ကိုအလျားလိုက်ကူးတာကြာချင်းစတော့ကြာမယ်၄သိန်းချေကြာရင်ကြာမယ်၈သိန်းချေကြာရင်ကြာမယ်ဒါကြောင့်သူကဘောဓိတတ္တဆိုတော့ ဟိုဇမတမုဒ္ဓဗောဓိညာကိုတွေ့ကျင်တာပေါ့နော်မတူဘူးပေါ့အဲအဲ့ဒီမှာလည်းပဲသူကရိုးသေးသေးလှူတဲ့တက္ကိစ္စနိရန္တရဆိုတာစဉ်ဆက်မပြတ်လှူတယ်ဟိုတောင်းတရိုးကောင်းမျိုးမျိုးမဟုတ်ဘူးအများအတန်းလှူတယ်အဲ့လိုဟာမျိုးတွေပေါ့နော်နှလုံးသွင်းနေတယ်အဲ့လိုအိန္ဒြိယဆိုတဲ့အိန္ဒြိယရဲ့နောက်ပြီးတော့ကျွန်တော်တို့ကောတန်လာပေါ့နော်နောက်ပြီးတော့ပฏิပတ်တိနော်နောက်တစ်ခါဒီဟိုဒါနနဲ့ပတ်သက်တဲ့တခုပေါ့အဲ့လေးခုလေးခုကချင်းချင်းခြားခြားကြီးရှိတယ်အစ္ဆတရတတိယ၆ပါးကလည်းတင်းတင်းခြားခြားကြီးရှိတယ် ဲ့တော့ဒီဘောဓိတတ္တဆိုတာအမှန်တကယ်တော့နိယတဗျာဒိရပြီးမှသူ့ကိုစကြည့်တတ်တာပါ။ဒါပေမဲ့နိယတဗျာဒိမရခင်မှာကိုဘကိုသူတို့ကတခက်မဟာလူသားရောက်ကြမြတ်မိရောက်ကြမြတ်ကြီးကြီးဖြစ်နေရပေါ့နော်။ဘာလို့လဲဆိုတော့သူကအစဉ်အမပြတ်ကြိုးစားနေရဲ့ဘောဓိတတ္တနဲ့ဖယားရှင်နဲ့တည်ကြည်ရှင်ညာနဲ့တွေ့တော့တွေ့တဲ့ခါကျတော့လေသူလုပ်ခဲ့တဲ့ပါရမီနဲ့ရှေ့ပါရမီကိုပေါ့။နှစ်ခုဆက်ကြည့်တော့မှဒီဘုကိုဗျာဒိပြီးတာဟုတ်ရတာ။အဲ့တော့အဲ့ဒီမတန်ခင်တဲ့ဟိုကအမတန်ကြည့်ညိုပွဲတန်ရှင်းပွဲတွေပေါ့နော်။အဲ့တော့လောကမှာတစ်ပင်ဆိုတာမိုးရှိမှဖြစ်နိုင်တာ။ ဒီတမိုးမှာအမြင့်အခက်အလက်စီပင်အောင်ထွက်ထားမှာနောက်တမိုးနဲ့ဆက်မိပါဒီတမိုးမှာအမြင့်အခက်အလက်စီပင်အောင်မထွက်နိုင်ဘူးပင်စီမတန်ဘူးဆိုရင်ဂျာဥရုမှာ နေတန်လေးတန်လေးနဲ့တရားများတယ်ဒီလိုပဲဘောဓိဇတ္တဒီကျွန်တော်တို့ကျွန်တော်တို့အခုပြောတဲ့ပုဂ္ဂိုလ်သတ္တဝါတွေဆိုတာလည်းပဲသာသနာတော်နဲ့တွေ့ခိုက်မှသာအယူမြင်မှန်ကြတာသာသနာပြင်ပမှာဆိုရင်မိစ္ဆာယူတာယူတာများတယ်အဲ့တော့မိစ္ဆာဒိဋ္ဌိတဘွားလောက်မိစ္ဆာဒိဋ္ဌိဖြစ်ရင်ပဲ ခုနပြောတဲ့ယုံနာနာပါရမီလေးကရေစုံမျောသွားတာပဲတက်ကပြန်စားအဲ့တော့အခုသာသနာတော်နဲ့ကြုံခိုက်မှာဗောဓိသတ္တတွေကိုကျွန်တော်တို့ကဥပမာယူပြီးတော့ကျွန်တော်တို့ကလည်းစင်ကြေးပေးပြီးတော့ဟိုလွဲ့ဒီလွဲ့အလုံးမအားသေးလို့ဘာလို့မလုပ်ကြပဲနဲ့ပေါ့နော်တကယ်လုပ်ရမယ်ပါရမီဖြည့်ရမယ်လုပ်ငန်းတွေကိုလုပ်ကြရပါလို့ဖြေချရင်းနဲ့ညီကိုချုပ်ပါတယ်ဟုတ်ကဲ့ပါဆရာမမိတ်ဆွေတွေအနေနဲ့လည်းကျွန်တော်နဲ့တိုက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာ အခုလိုမျိုး online ဓမ္မအမေဖေအများကဏ္ဍမှာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်